Hello အားလုံးပဲမြင်ကြလို့ပါဘဝမချမ်းကနေကြိုဆိုပါရစေ။ Newcastle နဲ့ Chelsea တို့အရှင်ပိုင်းကစားခဲ့တဲ့ပွဲမှာတော့ Newcastle ကအိမ်ကွင်းမှာ2ဂိုးကူးမရှိဆိုတဲ့ရလနဲ့ကျွန်တော်တို့သာအနိုင်ရတယ်။ဆိုတော့ဒီပွဲမှာ Chelsea ဘက်ကတိုက်စင်မှုဖြစ်တဲ့ Nicolas Jackson 36မိနစ်မှာဒါရိုက်အနီးကပြပြီးတော့ကျွန်တော်တို့သာထုတ်ပေးခံခဲ့ရတယ်ပေါ့နော်။အဲ့ဒါကတော်တော်ကိုကျွန်တော်တို့ Chelsea အတွက်နစ်နာစရာဖြစ်သွားတာ။ယူကာဆဲဘက်ကတော့ဒိုနာလီရဲ့2မိနစ်မှာတင်ကျွန်တော်တို့က2မိနစ်တောင်မပြည့်သေးဘူးကျွန်တော်ဂိုးသွင်းနေပေါ့နော်။အာဂီမာရက်စ်ကမိနစ်90မှာ ကျွန်တော်တို့ကန်ချက်ကအဝေးကြီးပဲတော်တော်ကောင်းပါတယ်ဒါပေမဲ့လို့အဲ့ဒါကသူကောင်းနေဆိုတာချက်ဗျာဟိုဘလော့ခ်လိုက်တဲ့ပေါ့နော်ကျွန်တော်တို့ဒါမော်လီကူစတူလာသူဘလော့ခ်လိုက်တဲ့အလုံးကို6ခုကိုမှန်ပြီးတော့ကျွန်တော်လုံးဝစိုက်ကြသွားတာကျွန်တော်တို့ကဘားတောင်ကျော်သွားပြီထင်တာဘောကစိုက်ကြရင်လည်းကျွန်တော်ကိုးသွားတာအဲ့နှစ်ခုနဲ့နယူကာဆယ်ကကျွန်တော်တို့နိုင်သွားတယ်ဆိုတော့နယူကာဆယ်အတွက်တော့အများကြီးတန်ဖိုးရှိခဲ့တဲ့နိုင်ပွဲပေါ့လေချယ်ဆီအတွက်တော့ တော်တော်ကိုစိတ်ပူစရာရှုံပွဲဖြစ်သွားတာပေါ့သူတပင်နှစ်သင်းစလုံးဟာချန်ပီယံလိစပော့တနီယာအတွက်အမှန်ကန်တိုက်ပွဲဝင်နေကြတာသူတပင်ကတော့သူတို့နှစ်သင်းစလုံးကလက်ရှိလည်းပဲအဆင့်125ကိုဝင်နေတော့မယ်မျက်နှာကဘ125ဆိုတာကချန်ပီယံလိဝင်ခွင့်ပေါ့နော်နိုင်မဲ့တော့အောက်ကအဆင့်6တို့ပေါ့နော်အဆင့်9တို့ကအသင်းနေနေကြတော့အမှတ်တွေကအလောက်မကွာဘူးဖြစ်နေတော့လက်ရှိမှာရသည်များအမှတ်တွေယူသွားဖို့ဒီသူတို့အတွက်တကယ်ဟိုပြီးတော့မဖြစ်မနေလိုအပ်မဲ့အရာဖြစ်နေတာ ဆိုတော့အခုဆိုလို့ရှိရင်ညူကာဆယ်က36ပွဲကစားပြီးတဲ့ချိန်မှာ66မှန်ရတယ်အဆင့်ကျွန်တော်တို့က9ကချဲစီနဲ့တုံ့မှတ်กว่าသွားပြီဒါအပြင်အဆင့်6ကအက်စတိုမီလာနဲ့ကျွန်တော်တို့ကတုံ့မှတ်กว่าတယ်အဲဒါအပြင်အဲအဆင့်9ကနော်တင်ဟမ်ဖောရက်စ်နဲ့လီးမှတ်กว่าတယ်ဆိုတော့ချဲစီကကျတော့အဆင့်9မှာဒါပေမဲ့အဆင့်6ကအက်စတိုမီလာနဲ့သူတို့အမှတ်မกว่าဘူးအဆင့်9ကနော်တင်ဟမ်ဖောရက်စ်နဲ့သူတို့တက်မှတ်ပဲกว่าတယ်ဆိုတော့အချိန်မီဝေးဆိုသလိုဟိုးအောက်ပြန်ကြသွားနိုင်ခြင်းရှိတယ်ဗောနော်ဒါကြောင့်လည်းပဲ နျူကာဆယ်အနေနဲ့သူတို့လုံးဆရာရှိတာကိုပါမန်အနေနဲ့လုံနိုင်ခဲ့တယ်လို့ကျွန်တော်ပြောရမှာဒီနေ့ပွဲမှာတကယ်တမ်းကပို့ပြီးတော့ကျင်းနေဆရာကောင်းတာကချယ်ဆီကျင်းနေဆရာတော့အားရဆရာကောင်းတာပေါ့နော်ဟိုနီကလက်ဂျက်ဆင်ထုတ်ပယ်ခံရမှတော့ပိုကောင်းနေသလားလို့သိလားဘာလို့လဲဆိုတော့နီကလက်ဂျက်ဆင်ထုတ်ပယ်ခံတဲ့ချီနီမျိုးမှာချယ်ဆီဘက်ကကောင်းတာကိုသူတို့အနေနဲ့ဒါကိုပါမှာတယောက်တည်းကို force 9ပုံစံထားပြီးတော့တုံးလာတယ်ဒါအပြင်ဟိုနျူကာဆယ်ရဲ့ဘက်ကလည်းအတိုင်းအတာတစ်ခုထိဘယ်လိုပြောရမလဲမလိုအပ်ဘဲနဲ့ဒရက်ဆက် တိုက်စစ်စင်တာမျိုးတွေကျွန်တော်မရှိတော့ဘူး ်ခြေကြီးဘက်ကတော့မှတခါတလေဘောလုံးပိုင်ဆိုင်မှုအသာစီးယူထားတဲ့အခိုက်အတန့်ကြီးကျွန်တော်ရှိတယ်ကောင်နာကနေပြီးတော့လည်းတချို့ပေါ့နော်အန်ဒီရဲ့များနိုင်တဲ့အခိုက်အတန့်တချို့လည်းကျွန်တော်ရှိတယ်ဒါတော်တော်လေးကိုကံမကောင်းမဲနေပဲသူတို့ဂိုးရီမရခဲ့တာ၁၀ချိန်ဂိုးပေါက်ကန်တဲ့နေရာမှာချယ်ဆီက၃ချိန်ဂိုးပေါက်တက်ပြီးတော့ဂိုးမရခဲ့ဘူးညူကာဆယ်ဘက်ကကျွန်တော်36မိနစ်မှာနီကလက်ဂျက်ဆင်ထုတ်ပေးခံရတယ်တိုင်းမဲ့လို့ပေါ့နော်တပွဲလုံးမှာဂိုးပေါက်ကန်သူ15ချိန်ပဲရှိတာ6ချိန်ဂိုးပေါက်တက်ရင်တော့2ဂိုးရတယ်ပေါ့လေတကူကလည်းကျွန်တော်ပြောချင်တာကဗျာဒီတူနာလီရဲ့ဂိုးကတော်တော်ကိုကန်ဆိုးတာ နော်လူထိပြီးတော့ကျွန်တော်စိုက်ကြဝင်သွားတဲ့အလုံကတော့ Robert Sanchez လေသူအကောင်းဆုံးကျူးပန်းတာပဲ။ဘာမလို့နိုင်မလဲ။ဒီနေရာမှာဗျာကျွန်တော်ပြောချင်တာက Nicholas Jackson ပေါ့နော်။အနီးကထိခဲ့တဲ့နေရာမှာဘာဘာလို့လဲပေါ့သိတယ်မလား။ဘာလို့လဲပေါ့အတွေ့အကြုံရှိကစားမတစ်ယောက်ဗျာ။ဘာလို့ခေါင်းဘောတွေအဲ့လိုလူရတာတော့ကိုအတင်းက okay champion league ဝင်ဝင်တနေရအတွက်အသေးအံတိုက်ပွဲဝင်နေရတဲ့အချိန်မှာ၃မှတ်တန်တီ၃မှတ်တက်မှတ်တန်တီတက်မှတ်ပဲဗျာရှင်အာဆင်နယ်တို့ကျွန်တော်ဘလူးကစားသွားလေလေပါဦးကိုတေးရအောင်ကစားသွားတယ်တယောက်ရော့သွားတာเนาะတယောက်ရော့သွားတာဘာလို့လဲဆိုတော့ သူတို့အနေနဲ့ပေါ့နော်လေပေါင်းခွင့်မှာသွားကစားတဲ့တူးစီနဲ့ရှုံနေတဲ့ comeback ပြန်လာတဲ့တယောက်ထုတ်ခံရတဲ့အဲ့ဒီမှာရအောင်အိုက်တမတ်ကိုရအောင်ယူသွားတယ်။ဆိုတော့ကျိဘာလို့လဲတမတ်ကလည်းအရင်ရေးကြီးနေလို့ပဲ။ချယ်ဆီမှာကျတော့နီကလက်ဂျက်ဆင်ကပွဲရဆိုးလုံးနေသေးတယ်လည်းပဲ။ဒါပေမဲ့ဗျာကျွန်တော်ပြောချင်တာကခေါင်းပိုးကိုလှူတဲ့ကစားမတယောက်ကဘောလုံးမကြည့်ပဲနဲ့လူကြီးကိုသွားကြည့်ပြီးတော့ရောင်ကြီးနဲ့သွားတွေ့တော်မျိုးကဘလို့လို့ပြီးတော့အရင်မယူခံပဲနေမလဲ။အခုကဘောလုံးကိုကြည့်ပြီးတော့ပေါ့နော်ကျွန်တော်တို့က ရီရီဝေချက်ကဗျဘောလုံးရဖို့ဆိုတဲ့ရီဝေချက်ဆိုရင်တော့တမျိုးအခုကကဘယ်လိုပြောမလဲဘောလုံးကိုကြည့်ရင်းနဲ့တွားပြီးတော့အမြင်ဘောလှတာခုံလှတာမဟုတ်ဘဲနဲ့တရောင်ကြီးကလည်းထွက်နေသေးတယ်ပြီးရင်လူကကြည့်ပြီးတော့တွားတာကလည်းဘောလုံးကိုကြည့်ပြီးတွားတာမဟုတ်ဘဲနဲ့ပြိုင်ဘက်ကစားမောင်းကိုကြည့်ပြီးတွားရင်းနဲ့တရောင်နဲ့တွက်မိတဲ့အခါကျတော့လုံးဝ serious formula ဖြစ်သွားတာပဲတယောက်ရောက်သွားတာကအများကြီးစကားပြောတယ် အကယ်လို့ Chelsea ကတယောက်မရောက်ဘူးဆိုရင် Newcastle ကိုဒီနေ့ပွဲမှာအနည်းဆုံးတရေလောက်တော့ရနိုင်မယ့်အခြေအနေမျိုးဘာလို့လဲဆိုတော့ဒီပွဲမှာဆိုလို့ချင်းကြည့်ပြ Reece James တို့တကယ်ကောင်းကောင်းနဲ့ကောင်းတိုက်ခွင့်ညီရခဲ့တယ်။နော်ဘာနဲ့မောကကြိုတက်သွားတဲ့ခိုက်တယ်နေကျွန်တော်ရှိရဗျာ။အဲ့ဆိုအဲ့လိုမျိုးတွေပေါ့နော်ဒါဟိုတချို့ဘယ်လိုပြောမလဲဒီအန်ဇိုတို့ပါတို့တချို့အလုံးကောင်းနေကျွန်တော်တို့ရတယ်ကံမကောင်းဆိုရင်ဂိုးတွေပါနေမရခဲ့ဘူးเนาะပက်ထူနေတူတို့ရဲ့တချို့အန်ဒီအများနိုင်တဲ့တံပြန်လုံးနေကျွန်တော်တို့ရတယ်နောက်တန်းနေဘလော့တာတွေကောင်းသွားတယ်ဆိုတော့ပြောချင်တာတကယ်လို့၁၁ယောက်၁၁ယောက်ဆို ချဲစီရဒီချီနီဒီရောက်เสียအကြောင်းကိုမရှိဘူးအခုတော့စိတ်ပူနေရပြီပေါ့နော်ဒါပေမဲ့လက်ကျန်နှစ်ပွဲကိုချဲစီသာနိုင်အောင်ကစားမယ်ဆိုလို့ရှိရင်သူတို့အတွက်ကျွန်တော်သာ chance ကကျွန်တော်ရှိသေးတယ်ဗျာနော် chance ကရှိသေးတယ်ဘာလို့လဲဆိုတော့ Champions League ဝင်ခွင့်ဒီချဲစီအတွက်အင်မတန်ရေးကြီးပါတယ်နီးပြားကသူ့ဟာနဲ့သူဘလောက်ပဲတည်တယ်မလားဝင်ခွင့်ကပေါ့နော်ဟိုပိုင်ရှင်တွေကမရလဲဘာမှမဖြစ်ဘူးပြောထားပါသေးပဲဖြစ်ဖြစ်ကစားမားတွေဘက်ကတွေးကြည့်ရင် Champions League ကကန့်ကျင်တာပဲဒါအပြင်တရားဒီလိုနီးပါးကျွန်တော်ကစားလာပြီးမှ Champions League ဝင်ခွင့်မှာလည်းအချင်းချင်းကောင်းပြီးမှ ဝင်ဝင်မရခဲ့ဘူးဆိုလို့ချင်းကစားမားတွေလည်းစိတ်ပြတ်မှာပဲဟုတ်တယ်မလားတရားဒီလုံးကျွန်တော်တို့အားအားထုတ်လာတာအခုဆိုလို့ချင်းကျွန်တော်တို့ဒါ United နဲ့သူတို့ကစားရမယ်ကောင်းတာတစ်ခုကတော့ဗျာ United ကတိုင်ပတ်နေတာရဲ့ Europa League Final ကလည်း Chelsea နဲ့ပွဲပြီးကစားရမှာဖြစ်တာရဲ့ Chelsea အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့ Chelsea တွေအဲ့ဒီပွဲစဉ်ကသုံးမှတ်ယူရမယ်ပွဲဒါအပြင် Nottingham Forest နဲ့သူတို့ကစားရမယ် Forest ကွင်းမှာသွားကစားရမှာအဲဒီပွဲကနေနဲ့အန်ဒီရဲ့များတယ်ဘာလို့လဲဆိုတော့ Forest နေနဲ့လက်ရှိ Chelsea နဲ့ Forest ရဲ့ကြားထဲမှာအမှတ်ကွာမှုကတက်မှတ်ပဲရှိတာ အဲဒါနောက်ဆုံးပွဲစဉ်အထိပေါ့နော်ကျွန်တော်တို့ဒါချန်ပီယံလိဝင်ကွန်းတိုက်ပွဲကတော်တော်ကိုကြည့်ကောင်းမယ်နေထားမှာရှိတယ်။ဒါကြောင့်ချယ်ဆီအတွက်တော့ဒီပွဲဟာဟိုတော်တော်ကိုတိုင်ပတ်တိုင်ပတ်ခဲ့တယ်ဆိုတာတဲ့အနီကက်ကတော်တော်ကိုပွဲရဲ့အချင်းကြီးကိုပြပြောမလဲဖြည့်စည်းသွားတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့ညူကာဆက်တော့ကတော့တကယ်ကောင်းခဲ့တဲ့နိုင်ပွဲပါဒုတိယပြင်းတော့ဒါအာဆင်နယ်နဲ့အမှတ်ကွာဟာမှုနံမက်လောက်ပဲရှိတော့တဲ့အနေနဲ့တစ်ခုထိရောက်လာပြီဆိုကြတဲ့ကချန်ပီယံလိဝင်ကွန်းကအာမခံချက်မျိုးမဟုတ်ပြီမဲ့လို့ အတိုင်းအတာတစ်ခုတည်းတော့စိတ်ချတဲ့အနေထိုင်မျိုးလို့တော့ကျွန်တော်ယူဆတယ်ဆိုတော့ညီကလေးနေနေရောဘယ်လိုမိညာလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအားလုံးကိုချစ်သူများကြီးတို့ပါတယ်